ရှင်ခွေရုံနဲ့ဆေးရုံတွေကကြောင်းမဲ့ဖွယ်ရာဖြစ်ရတွေအကြောင်းကိုဒီကနေ့ကျွန်တော်တို့ MNN မြန်မာ channel လေးကနေတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှင်ခွေရုံနဲ့ဆေးရုံတွေဆိုတာကတရေတစ်စီတွေကျဆားတဲ့နေရာတွေပါ။ဒီတော့ကြောက်စရာကောင်းတဲ့ဖြစ်ရတွေကပေါ်ပေါက်လာနိုင်တာတိတ်တော့မထူးဆန်းလာပါဘူး။ပထမအောင်ဆုံးအနေနဲ့ပီရိုနိုင်ငံကလူနာတင်ရင်တစည်းရဲ့လုံခြုံရေးကင်မရာကရိုက်ကူးထားတဲ့မှတ်တမ်းတစ်ခုကိုမြင်တွေ့ရမှာပါ။အဲ့ဒီကလစ်မှာလူနာတင်ရင်တကားကရုတ်တရက်ဆိုသလိုအလိုလျောက်ပွင့်သွားလိုက်အလိုလျောက်ပိတ်သွားလိုက်နဲ့ထူးဆန်းနေခဲ့ပါပြီ။လုံခြုံရေးဝန်ထမ်းတွေကလည်းအဲ့ဒီအတန်ကိုကြားလို့ကြီးလိုက်တဲ့အခါမှာ ကားနာမှာဘသူမှကတော့ရှိမနေခဲ့ပါဘူးဒါပေမဲ့ကားတကားကတော့သူ့လိုလိုလှုပ်ရှားနေခဲ့ပါတယ်ဒီဗီဒီယိုကိုရိုက်ကူခဲ့တဲ့ကျမ်းမာရေးဝန်ထမ်းတွေတောင်မှအံ့အားသင့်ပြီးတော့ကြောက်လန့်ခဲ့ရတယ်လို့ဆိုပါတယ်ဒါဆိုရင်ဘသူကများအဲ့ဒီကားတကားကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေခဲ့တာလေနောက်တစ်ခုကတော့မတူညီတဲ့ဆေးရုံတစ်ခုကရိုက်ကူထားတဲ့ဗီဒီယိုပိုင်းစနှစ်ခုအကြောင်းပါဒီဗီဒီယိုမှာဆန်တော့ပြည့်ကလထိုင်တွေကသူ့အလိုလိုရွေလျားနေတာကိုပြသနေပါတယ်။ပထမအုပ်ဆုံးတစ်ခုကဆေးရုံကအမိမဖော်လို့တဲ့ဝန်ထမ်းတို့ကမှတ်တမ်းတင်ထားတာဖြစ်ပြီး သူဟာညီနက်ပိုင်းလောက်မှာတခုခုကိုစွဲတန်လိုမျိုးကြားလိုက်ရတယ်လို့ဆိုပါတယ်။စိတ်ထဲမှာထူးဆန်းနေလို့လုံခြုံရေးကင်မရာကိုကြည့်လိုက်တဲ့အခါမှာကလထိုင်းတလုံးကသူ့ဘာသာသူအနှဲငယ်ရွေလျားသွားတာကိုတွေ့လိုက်ရတာကိုမှတ်တမ်းတင်ထားလိုက်နိုင်တာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ချီလီနိုင်ငံကဆေးရုံတစ်ခုမှာဖြစ်ခဲ့တာပါ။ဒီတစ်ခါတော့အတန်ကပို့ပြီးတော့ပြင်ထန်ပါတယ်။တူနာပြူရီဟာဆေးရုံခမ်းမတွေကနေဒုံတိုင်းဆိုတဲ့အတန်တွေကြားရပြီးအရေးပေါ်အခြေအနေလားဆိုပြီးတော့အလန်တကြားထွက်ကြည့်ခဲ့ကြပါသည်။ဘယ်သူမှမရှိရကိုတွေးလိုက်ရတဲ့အတွက်ကိုလုံခြုံရေးမှတ်တမ်းကိုပြန်ကြည့်လိုက်တဲ့အခါမှာ လမ်းကြကကလထိုင်တလုံးဟာဘသူမှကိုမထိပဲနဲ့ဖြည်းဖြည်းချင်းစတင်ရွေလျားလာပြီးတော့တဖြည်းဖြည်းကိုမှရွေလာကဒီယိုတိုက်ကိုဆွဲသွားခဲ့ပါပြီဒီလိုမျိုးကလထိုင်တွေကိုဘယ်ယာကဆွဲနေတာလဲဆိုတာကတော့ကျွန်တော်မပြောလဲအားလုံးသိကြမယ်ထင်ပါတယ်နောက်ထပ်တစ်ခုကတော့ဆွန့်ပစ်ထားတဲ့ဆေးရုံ OG တစ်ခုကိုစူးစဲရှာဖွေနေတဲ့အဖွဲတစ်ဖွဲကရိုက်ကူးထားတဲ့မှတ်တမ်းတစ်ခုပါသူတို့ဗီဒီယိုရိုက်ကူးနေတော့မှာပဲနောက်ခံမှာပုံမှန်မဟုတ်တဲ့တေးတွယ်တဲ့လူပုံထိုင်တစ်ခုဟာဟိုဒီဒီလဲလဲသွားနေတာကိုတွေ့ကြရပါတယ် ဗီဒီယိုကိုရိုက်ကူးနေတဲ့သူကသူ့ရဲ့နောက်မှာတစုံတစ်ခုရှိနေတယ်လို့ခန့်စားရပေမဲ့အဲ့ဒီအချိန်မှာတော့ဘာမှမမြင်ခဲ့ရပါဘူးဒီဖြစ်ရပ်ဆိုးဟာတွေ့ဆုံသွားတဲ့လူနာတဦးရဲ့ဝိညာဉ်များလားဆိုတာကတော့စဉ်းစားစရာပါနောက်ထပ်ဖြစ်ရပ်တစ်ခုမှာတော့အိမ်ရောက်ဖို့ဝန်ထမ်းတို့ကစီးရုံတစ်ခုစီကိုအစားအစာပို့နေတော့ကင်မရာနဲ့ဗီဒီယိုရိုက်ကူးနေခဲ့ပါတယ်သူ့ရဲ့ကင်မရာနဲ့ရိုက်ကူးထားတဲ့ဗီဒီယိုမှာဆိုတော့ဖြင့်ထူးဆန်းပြီးတော့ပြားချက်နေတဲ့ပုံရိပ်တစ်ခုကိုဖမ်းယူရရှိခဲ့ပါတယ်ဒီဖြစ်ရဟာမကြတဲ့မိကပဲစေယုံကိုရောက်ရှိလာပြီးတည်ဆုံသွားတဲ့လူနာတအူရဲ့မိသားစုရဲ့ ဝမ်းနည်းပူဆွေးမှုကြောင့်ပုံရိပ်ကခိတခဏပေါ်လာတာဖြစ်နိုင်တယ်လို့ယူဆကြကြပါသည်။နောက်ဆုံးပြည်ရဲ့ကတော့လူများစုကိုကြောက်ရွံ့စေတဲ့နေရာတစ်ခုဖြစ်တဲ့ရှင်ခွဲရုံအကြောင်းပါ။ရှင်ခွဲရုံတစ်ခုမှာအလုံးလုံးတဲ့အမျိုးသားတဦးကသူ့ရဲ့အလုံးကနေထိလန့်စရာပုံရိပ်တွေသူ့ရဲ့နောက်ကိုလိုက်နေတယ်လို့ဆိုပါသည်။ကားထဲမှာရိုက်ထားတဲ့ selfie ဓာတ်ပုံတစ်ခုမှာပရင်ပေါင်းရဲ့ရောင်ပြန်ဟတ်မှုမှာမျက်နှာတစ်ခုပေါ်နေပါသည်။ဒီမျက်နှာဟာရင်ခွဲရုံကိုမကြသေးမီကရောက်ရှိလာတဲ့လူနာတဦးရဲ့မျက်နှာဖြစ်တယ်လို့သူကလည်းပြောပါသည်။ ဒီလိုနဲ့ပဲလုံးဖို့ကင်ဘက်တူရိုက်ထားတဲ့နောက်ထပ်တပ်ပုံတပုံမှာလည်းမျက်နာရဲ့ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတစ်ခုလုံးကိုတွေ့ရပါတယ်။ဒါဟာအဲ့ဒီနေရာမှာလှည့်လည်သွားလာနေတဲ့ဝိညာဉ်တစ်ခုဖြစ်တယ်လို့သူတို့ကဆိုပြပါတယ်။ဒီဖြစ်ပျက်တွေဟာတကယ်လားအလင်းညာတွေလားဆိုတာကတော့ပရိသတ်တို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။အခုချိန်မှာတော့အိမ်ထဲမှာတယောက်တည်းထိုင်နေတဲ့သူတွေအနေနဲ့ဘေဘီဝဲရာကိုတစ်ချက်လောက်ဝှေ့ကြည့်လိုက်ဖို့လည်းမမေ့ပါနဲ့နော်။